င်္ဂလာပါအပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ချစ်မင်မေ application ရဲ့ဆရာဝန်ကဏ္ဍကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဆရာဒေါက်တာဆိုင်းမြတ်တူပါဒီနေ့မှာတော့ဆရာတို့မေးထားတဲ့မေးခွန်းလေးတွေထဲကနေပြီးတော့ကောင်းလို့ရရာလေးတစ်ခုကိုရွေးပြီးတော့ပြန်ပြီးဖြေပေးပါမယ်နော်အဲ့ဒီတော့မေးခွန်းလေးကဆရာတဲ့တားလေးကတစ်နှစ်နဲ့6လကျော်ပါပြီတားကဖျားရင် အဖျားတစ်ဖြည်းဖြည်းနဲ့ကြီးလာတယ်ပြီးရင်တော့တက်တော်တာပဲ တနှစ်6လမှစဖြစ်တာပါဆရာတဲ့တခါတက်လို့ရှိရင်3နာရီချာတခါလောက်တက်တက်နေတတ်တယ်ခလေးကတက်နေပြီဆိုရင်ဘာလို့တက်တယ်လဲဆေးရုံဆေးကန်းဝေးတော့အေးပေါ်ကုသနီးများရှိပါသလားဆရာတဲ့เนาะဆိုတော့ဟုတ်ပြီအဲ့တော့ဆရာတို့ကဒီနေရာမှာပြောရမှာနှစ်ပိုင်းလေးရှိတာပေါ့เนาะကလေးကဒါအဖျားကြီးရင်တက်တဲ့အခါမှာဆရာတို့လောက်ရမယ်အပိုင်းရယ်အဲရုတ်တရက်လောက်ရမယ်အပိုင်းရယ်နောက်ကြရင်ဆရာတို့ဗာဆက်လောက်ရမယ်ဆိုတဲ့အပိုင်းလေးရယ်ဒီလိုနှစ်ပိုင်းရှိတာပေါ့เนาะ ဟုတ်ပြီအဲ့တော့အရင်ဆုံးဆရာတို့အခုဖြစ်တဲ့ကလေးနဲ့ပတ်သက်ပြီးတော့ဓာတ်ရိုက်မပြောခင်ဆရာတို့အဖျားကြည့်လို့ရှိရင်တက်တဲ့အကြောင်းလေးကိုအရင်ပြောပြမယ်เนาะအဲ့တော့ကလေးတွေကအဖျားအရန်ကြည့်လို့ရှိရင်တက်တက်တယ်เนาะဆိုတော့ဘယ်လိုမှပို့ပြီးတော့တက်တက်လဲဆိုရင်အသက်6လကနေပြီးတော့6နှစ်ကြားတဲ့ကလေးတွေမှာအဖြစ်ပိုများပါတယ်ယောက်ျားလေးတွေမှာအဖြစ်ပိုများပါတယ်အဲ့ဒီလိုတက်ပြီဆိုရင်အဖျားစဆချင်းပထမဦးဆုံးတည့်ရက်24နာရီအတွင်းမှာ တက်တက်ကြတယ်เนาะတက်ပြီဆိုရင်လည်းတစ်ချိန်ပဲတက်ကြတယ်အဲ့လိုတစ်ချိန်ပဲတက်ပြီးတော့တက်တဲ့အချိန်မှာဆရာတို့ဟာခြေတွေလက်တွေဇက်ငင်ဇက်ငင်ပေါ့เนาะဒီလိုမျိုးကိုေးလိုက်ဆန်းလိုက်ကိုေးလိုက်ဆန်းလိုက်ကလေးနဲ့တက်တာဒီဆရာတို့10မိနစ်15မိနစ်အဲ့ဒီဝင်းကျင်အများဆုံးပဲကြာတဲ့မှာတယ်ဒါဟာပုံမှန်ရိုးရိုးအဖျားကြီးပြီးတော့တက်ချင်းရဲ့လက္ခဏာလေးတွေဖြစ်ပါတယ် เนาะအဲ့တော့ဒီလက္ခဏာလေးတွေနဲ့မှမတူဘူးဒီထက်ကွဲထွက်သွားတယ်ပေါ့เนาะအဖျားဒုတိယတတိယနေကြတော့မှတက်တယ်တက်ရင်တစ်ခါတည်းမဟုတ်ဘူးနှစ်ခါသုံးလေးခါပြန်တက်တယ်တက်ပြီးလို့ရှိရင်ခလေးကမလန်းဘူးထိုးအန်တယ်အမေဖေကိုမမှတ်မိဘူးမှိန်ကြသွားတယ်အဲဒီလိုလက္ခဏာလေးတွေရှိတယ်ဆိုတော့ဒါဟာပုံမှန်အဖျားကြီးလို့တက်ချင်းနဲ့သွေးဖြည်တယ်လို့ယူဆတယ်အဲ့ဒါဆိုရင်တော့ဆရာတို့ဟာအရေးကြီးတယ်မဖြစ်မနေဖြစ်ဖြစ်ချင်းမှာခလေးကို ဒါဟို action ယူရတော့မှာပေါ့เนาะဆိုတော့ဒီလိုလေးဆရာတို့ကနှစ်ပိုင်းခွဲရပါတယ်เนาะအဲ့တော့အခုပြောထားတဲ့ဒီမိကွန်းနဲ့တာတာလေးဆိုရင်ယောက်ျားလေးတစ်နှစ်နဲ့6လဖျားရင်တဖြည်းဖြည်းကြီးပြီးအပူအကြီးဆုံးအချိန်မှာတက်တယ်เนาะဒါဆိုတော့ပုံမှန်ဖြစ်တယ်ဒါပေမဲ့တက်ပြီဆိုရင်တော့ဆရာတို့ကခဏခဏတက်တယ်ဆိုရင်တော့အဲ့ဒါဟာအရေးကြီးတယ်လို့ယူဆတယ်ဒါဆိုရင်တော့ချက်ချင်းပြရလိမ့်မယ်เนาะဟုတ်ပြီအဲ့တော့တို့အဖျားကြီးပြီးတက်သွားတဲ့အခါရုတ်တရက်เนาะအိမ်မှာ ဖြစ်တဲ့အခါမှာရုတ်တရက်အချိန်မှာဘာလုပ်ကြမလဲပေါ့နော်ဆိုတော့နံပါတ်1အရေးအကြီးဆုံးမှာကျင်တာရုတ်တရက်အချိန်မှာကလေးကိုမလုပ်ခင်မိဘကမပြနဲ့အဲ့ဒါပိုအရေးကြီးတယ်နော်မိဘကပြနေလို့ရှိရင်ကလေးကိုထိထိရောက်ရောက်လှုပ်ပေးနိုင်မှာမဟုတ်ဘူးအဲ့ဒီတော့မိဘကတီတီငယ်ငယ်နဲ့လှုပ်ရှားရှိတာကိုဆက်လုပ်ကြမယ်နော်ဆိုတော့အဖျားကြီးပြီးတက်ပြီဆိုရင်ကလေးမှာသူ့ကိုဘေးကလေးစောင်းထားနော်ခေါင်းကလေးနည်းနည်းလေးမော့ပေးထား နော်ပြီးလို့ရှိရင်ကလေးကိုအင်ကြီးတွေပါကြီးအရန်ကြက်နေတဲ့ဆောင်းတွေထွေးနေတယ်နော်အနီးတွေထွေးလုံးနေတယ်ဆိုတော့အဲ့ဒါတွေကိုလွတ်လွတ်လပ်လပ်ဖြစ်အောင်ဖယ်ထားလိုက်ဗဇတ်ထဲကိုလည်းဘာမှမထည့်နဲ့နော်လက်တွေခြေတွေကိုအတင်းနင်းကံပြီးချုပ်ထားတာမျိုးလည်းမလုပ်နဲ့နော်အဲ့ဒီလိုလေးထားထားပြီးတော့ကလေးအတက်ကြတဲ့အချိန်လေးတခုကိုသူတက်တောက်တက်တာဖြစ်အောင်ဆရာတို့ကစောင့်ပေးရတယ်နော်ပုံမှန်အဖျားကြီးပြီးတက်တယ်ဆိုလို့ရှိရင်တော့ဆရာတို့က5မိနစ်10မိနစ်ဝင်းကျင်မဲ့ကြတဲ့အတွက်ဒီကြားထဲမှာသူပြန်ငြိမ်သွားတဲ့အချိန်မှာဒါဒီလိုလေးထားထားလိုက်တယ်ဆိုလို့ရှိရင်သူ့အတွက်နည်းနည်းလွတ်လွတ်လပ်လပ်ရှိတာပေါ့နော်မဟုတ်ရင်တအား တုတ်ထားမယ်ဆိုရင်ခြေရီလက်တွေမှာဒဏ်ရာတွေဖြစ်သွားနိုင်တယ်ဒဏ်တွေဖြစ်သွားနိုင်တယ်ဗဇက်သေးကိုဇွန်းနေပါတယ်ဟိုเนาะတချို့ကြတော့တွေပါတယ်ထဲ့တာရှိတယ်လေเนาะအဲ့လိုမျိုးလုံးမိရယ်ဆိုလို့ရှိရင်သွားကျိုးပြီးတော့အကျိုးယုံဆိုရင်ကတဆင့်เนาะအဲ့ကျိုးထားတဲ့သွားကအဲ့လေပြုံနဲ့ဝင်သွားလို့ရှိရင်လေပိုဆိုးအောင်မယ်เนาะဒီလိုလေးအန္တရာယ်လေးတွေရှိတတ်တဲ့အတွက်ကြောင့်ဒါတွေမလုံးမိအောင်ခယူးဆိုင်ရလိမ့်မယ် ဲ့တော့တက်ပြီဆိုရင်တော့ဘာပဲဖြစ်ဖြစ်ဆရာတို့ပုံမှန်အဖျားကြီးလိုတက်တဲ့ပုံစံနဲ့တူတူမတူတူကလေးဆရာဘုံကိုတော့ပြဖို့လိုကိုလိုအပ်တယ်เนาะဘာဖြစ်လို့လဲဆိုရင်ဒါဆရာတို့တကယ်ကလေးမှာနောက်ဆက်တွဲတွေကြံခဲ့လားမကြံခဲ့နိုင်ဘူးလားဆိုတာဟိုဆရာဝန်တွေကပဲဒါပို့ပြီးတော့သိနိုင်တဲ့အတွက်ဆုံးဖြတ်ဖို့အတွက်เนาะတွားကိုတွားတင်ပါတယ်ဟုတ်ပြီအကယ်၍ကလေးကဒါနောက်နောင်ပေါ့နော်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုဆင်ခြင်ရမလဲပေါ့နော်ဆိုတော့အဖျားကြီးပြီးတက်တာဒါဆိုလို့ရှိရင်တော့ဒါဆရာတို့ဒီ အဖျားအရန်မကြီးတော့အောင်ဆရာတို့ကကြိုတော့ပေးရမှာပေါ့နော်အဲ့တော့ပါရာစီတမောလေးတိုက်ပြီးရေဘတ်တိုက်ပြီးနောက်ကလေးကိုအရန်ပူလို့ရေချိုးချလို့ရတယ်နော်ရေချိုးချရမှာမကြောက်နဲ့နော်အဲ့တော့အပူအောင်းတဲ့နေရာတွေဆရာတို့ဒီဂျိုင်းနေပေါင်ကြားတွေနော်အဲ့လိုမျိုးဂုတ်တွေဒီလိုနေရာမျိုးတွေကိုအေးသွားတဲ့အထိခွက်30 40ကလေးအေးတဲ့အထိလောင်းချလို့ရတယ်နော်နှစ်ဖူးကလေးတွေကပ်ပြီးလို့ရတယ်ဂျူလူထည့်ပြီးလို့ရတယ်ဒီဒီနဲ့အပူကြောက်အောင်လုပ်ကြမယ်နော် နောက်တစ်ခုကရေဓာတ်များများရှိဖို့လိုအပ်တယ်။ကလေးဖျားပြီဆိုရင်အရေပိုတိုက်နော်။ဘာလို့လဲဆိုတော့အပူများလေလေခန္ဓာကိုယ်ကရေဓာတ်ကဒီအပူကြောင့်မို့လို့ရေဓာတ်ဆုံးရှုံးနေလေဖြစ်တတ်တယ်။အဲ့တော့ရေဓာတ်နည်းလေပိုပူလေဒီမှာတန်လျာလေပြီးတော့အဖျားတွေပါတက်ပြီးတော့နောက်တက်တဲ့အထိပါရောက်သွားတတ်တယ်နော်။အဲ့ဒါလေးကိုခရူးဆိုင်ပေးဖို့ကျွန်တော်လိုအပ်ပါတယ်။ ဟုတ်ပြီအဲ့တော့ဒါအဖျားကြီးလို့တက်တာပဲဖြစ်စေနှခါသုံးကတက်တာပဲဖြစ်စေတက်ပြီဆိုတော့ဆရာတို့အရေးကြီးတဲ့နော်ဥနောက်အမေးရောင်တဲ့လက္ခဏာမျိုးတွေလွတ်မသွားရအောင်လို့ဆရာတို့ဆရာဝန်တွေစီကိုမဖြစ်မနေသွားပြီးပြတင်တယ်လို့ဆရာအကြံပေးခြင်းနဲ့နော်မိခင်နိုင်ကလေးကျမကြီးနဲ့ပတ်သက်တဲ့မိကွန်းလေးတွေကိုအပတ်စဉ်တနင်္လာနေ့တိုင်းမှာပြန်လည်ဖြေချပေးသွားမှာမလို့ဒီဗီဒီယိုလေးရဲ့အောက်ကမိကွန်းမင်းမီဆိုတဲ့နေရာလေးမှာမိကွန်းလေးတွေပို့ထားလို့ရပြီနော်